ပကံညာဦးမှာစစ်ဘုံနှကောင်ကို PDF တွေကဖမ်းလိုက်မခန့်တာလေကျွန်တော်ပြောနေရေမင်းတို့တွေအမဲလိုက်ခံနေရပြီဆိုတာကိုမခန့်တာဒါပြင်မှာတန်းရွှေလက်ထက်ကလို့ဇီဝရေးပိတ်ဆိုတာဒုမမှုပဲဆိုပြီးအကော်ဒီယံကြီး TV ဒီတချင်းကိုမြောက်ဦးတီညီမအထံတွေကလွှင့်တာမဖွင့်နိုင်မကြားတော့ မပွင့်လည်းမပွင့်နိုင်တော့တော့ဘူးတဲ့မုတ်ကော့ကိုဒီအန်နယ်လေးကထိန်းထားတယ်တပိတ်ကြီးကို MDY PDF ကခြင်ထားတယ်မကွေးရင်တန်ကြောတွေကိုပတ်ကပ်ဖရီထိန်းထားတယ်ကြောက်ဖြူကလည်း AA ကိုတိုက်မော်ချီကလည်းကင်ဘီနေကထိန်းထားတယ်မြေရှားကလည်း KI နဲ့ဝစီဝါရေးပိတ်ဆိုတာဒိုမမှုဝေးဆိုတဲ့အကော်ရီယန်ကြီးနဲ့အမဒီဘောရောမြောက်ဒီတော့မှမဖွင့်နိုင်တော့တဲ့ဆက်ကားဆိုင်အချီနေကိုတစ်ချက်တုံးတက်ကြရမှာဖြစ်တယ်လို့ ဒီကနေ့မှာလဲ NUG MOD ကနေပြီးတော့တယံဇာတကလင်ကကြစ်များကိုဝင်ရောက်ဖမ်းဆီးတယ်ဆိုတဲ့သတင်းတစ်ခုရှိနေပါတယ်။နောက်တစ်ခုကပကံညောင်ဦးမှာ PDF တီကဖမ်းလိုက်ပြီ။ဓာပြင်ကိုလက်ရှိပလဲမှာဖြစ်နေတယ်နောက်ဆုံးချိန်တွေကိုကျွန်တော်ပြပြချက်ပါတယ်။ဆိုတော့ကဒီကနေ့ဒီကနေ့မှာတော့ပထမဦးစွာပြောပြချင်တာကပလဲကန်တောင်းတိုက်ပွဲဟာပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်။ 两庙内许多话币，拍摄下，那种、那种样的味道，看得生动极了。庙庙里许多雷人，有三轮的碰车尼娃的，哎嘛，别来阿爸问，这大根别不往这追，敢当也是看过台北布片面的，就是他那家娃的。大家我比你录录下，敢当，不该不来，敢当，不该不来了。今天天的去追一下吧。 ျွန်တော်တို့ PDF တော်လိုင်းရေးတပ်ဖွဲ့တွေကအသက်ကိုဗရာဏမထားပဲစစ်ကောင်စီကိုလုံးဝအုပ်ချုပ်ခွင့်မပြုဘဲတရဇက်တိုက်ယူနေကြပါတယ်တိုက်ယူနေကြပါတယ်ဒါပြင်မှာစကိုင်းနဲ့ပတ်သက်ပြီးတော့ဒီကနေ့ဆိုရင်အာယုံလဲ့တာလို့ပဲပြောရမယ်အခြေအနေတစ်ခုဖြစ်နေပါတယ်စကိုင်းအနောက်ချမ်းကိုအင်အားလေးရနေစစ်ကြောင်းထိုးလာပြီးတော့ပြည်သူ60ကျော်ကိုဖမ်းဆီးထားပါတယ် ညောင်ကုန်းတလုံးပြူကြွယ်လူရွာတောင်းမရွာစင်မြေရွာမအူရွာတာသွုံးရွာကုန်းတန်းလေးရွာတွေကိုဖက်စစ်တပ်တွေပြန်ဆင်းနေပါတယ်မနေ့ကနေ့လေနှစ်နာရီခွဲထိတောင်းမရွာမှာစစ်တပ်ကဝိုင်းလာပါတယ်နောက်တော့အင်အားတရာကျော်တင်ကားတွေနဲ့ရောက်လာတာကိုဒေသခံတွေကကျွန်တော်တို့စီကိုတရင်ပေးပို့နေပါတယ်စကိုင်းမြို့ငါးရက်ကြီးဖျားအထိုင်မှတတ်မှတုံတုံပြည်သူစစ်တွေ ပေါင်းပြီးတော့ညောင်ခိုးရွာကျောင်းတော်ကြီးရွာအနောက်တာကျေးရွာတို့အင်အားထပ်တော်250နဲ့လက်နက်တွေရန်တမ်းပစ်ခတ်ပြီးတော့ပြည်သူတွေကိုဒဇံကဖမ်းဆီးတပ်ဖြတ်မရင်းချင်းမှုတွေလှုပ်ဆောင်နေပါတယ်ညောင်ခိုးရွာစတင်ကျောင်းမှာလက်နက်ကြီးတင်လာတယ်ကားစက်6စီးကားလေး20စီးစကားအကြီး6စီးအင်အားက400နီးပါးလောက်လို့ရှိတယ်ထင်ပါတယ်အဲ့တော့မနေ့ကနေ့လေနှစ်နာရီလောက်ထိမှာတမ33အထိုင်နေရာကနေတရားကိုမမရှော့လိုက်ဒုံးနေတယ် ပြစ်ကပ်ဖိနေတယ်လို့သိရပြီတလုံးပြူပြားလေးကိုနောက်ဆုံးဝင်သွားပြီးအနောက်ချက်တဲကြီးရွာကိုဝင်ရောက်ငွေနောက်နေတယ်လို့ကျွန်တော်တို့သိရပါတယ်ဒါကစကိုင်းရင်းမင်းပလဲတိုက်ပွဲနဲ့စကိုင်းတိုင်းချက်ချောင်းထိုးလာတဲ့အခြေအနေတွေပါပြည်သူ့ကော်မတီတက်တီဒိုင်းတက်ပွဲတွေဟာနေမင်းသိမ့်ပိုက်စုံမထင်းချုပ်နိုင်ကြီးဘာစစ်တပ်ကိုအုပ်ချုပ်ခွင့်မပြုရတဲ့ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်နေမှုကိုပြည်သူလူကမျက်ခြေမပြတ်ကြည့်ရှုအားပေးကူညီပေးဖို့ လေးစားသောမေတ္တာရက်ခံလိုပါတယ်ဒီတစ်ချီအောင်နောက်ဆုံးယုံရမှာဖြစ်တယ်လို့ကျွန်တော်ရဲ့အနာဂတ်ဖတ်သက်လည်းဖြစ်ပါတယ်ဒီဒီပွဲမှာမနိုင်ရင်နောက်တစ်ခါဖတ်စစ်တက်ကိုရင်ဆိုင်နိုင်စွမ်းပြည်သူလူထုမှာမရှိတော့ဒီဒီပွဲမှာအာကုံယုံပြီးကျွန်တော်တို့အတကုံတော့အာမှာမြို့ကျန်ရှင်ပြောင်းလိုက်အဲ့တော့ဒီကနေ့မှာဖတ်စစ်တက်ကအမဲလိုက်ခံရပြီစစ်ဘုံချုပ်တွေကြောချမ်းနေပြီစစ်ဘုံချုပ်တွေ ကြီးလန့်စာစားနေရပြီစစ်တပ်တိုင်းဝိုင်းတစ်ခုလုံးမှတ်ပုံနဲ့အဆင့်နဲ့မသွားရတဲ့ဝူးလို့လူမျက်ကြော်ခဏခဏပြောတယ်အဲ့ဒီမှာလူမျက်ကြော်စကားနားမထောင်ပဲမခံလေးစားလုပ်တဲ့မှတ်ပုံနဲ့အဆင့်နဲ့သွားတဲ့နှစ်ကောင်ညီညီမျိုးဆွေနဲ့စိုးထွတ်ကြုံညောင်ဦးချောက်ကားလန်ပိုင်းမှာ PDF တွေကဖန်စီထားလိုက်ပါတယ်အဲ့တော့ကိုပိုင်ကားနဲ့ဟွန်းနေပြီးတော့ကြောက်ရင်နဲ့ကြောင်းပိုက်ကိုလာတဲ့ ဟဲ့ပြည်နယ်ဝင်အရာရှိကြီးဗိုလ်ကြီးညီညီမျိုးဆွေဗိုလ်ကြီးစွတ်ထွတ်ကျော်နှစ်ယောက်ပြည်သူ့ကော်မတီတပ်တွေကလမ်းပိုင်းလုံခြုံရေးစစ်နေတာဘလောက်ဆုံမတော့လဲဘလောက်ထိန်းချုပ်တာလဲဘလောက်နေမြေကိုပိုင်ဆိုးတာလဲဆိုတဲ့အချက်တွေကိုထပ်ပြောမယ်တော့ကိုပိုင်ကားနဲ့လာတော့တားပြီးတော့စစ်စစ်ပြီးတော့မတ်ပုံတင်တောင်းကြည့်လိုက်တော့ပြည်နယ်ဝင်အရာရှိဗိုလ်ကြီးညီညီမျိုးတို့အပပပအဲ့တော့ဒီ တကယ်ဘူချိုအဖွဲ့ပေါ့နော်ဘူချိုအဖွဲ့ညောင်းခိုင်ပြည်သူ့ကော်မတီအဖွဲ့အဲဒါတွေကနေပြီးတော့ဒီလမ်းမိုင်းတွေကိုစစ်ဆေးနေတဲ့အချိန်မှာတမ်းမိတာဖြစ်သွားတယ်တမ်းမိတော့ရိုးရိုးမမိဘူးကြောက်တာချီးပါထွက်တယ်ပစိုးထဲမှာချီးပါကြတယ်ဗျာဘလို့ဆိုးတဲ့ကောင်းနေလဲဆိုတာကြည့်ချက်အဲ့တော့မသိထိမ့်သိမှုကိုပကံဘူချိုအဖွဲ့ကဆောင်ရွက်ထားတယ်လို့လည်းသိရပြီးဘူဇီးတို့ဘာလို့လဲပါတယ်လို့သိရတယ်ဗျာနော် ဗကန်ကြောင်ဦးအဖွဲ့ကြီးကတော့ဟိုတကောက်မရောက်လိုက်လာတဲ့အချိန်မှာပြစ်ခတ်တိုက်ခိုက်နိုင်ဖို့အဲစူးစားခဲ့သေးပါတယ်ပေါ့နော်သို့တော့အဲဒီကျွန်တော်မပြည့်စုံမှုအချို့အကြောင်းအရာတွေကြောင့်မဖြစ်ခဲ့ဘူးဗျာနောက်တစ်ခေါက်အဲ့တော့အဲ့ဒါနဲ့အပြင်ကိုနောက်ထပ်ကျွန်တော်အလင်းပြချင်တဲ့တရင်ကိုရှိနေပါတယ်ချိုးထုံးအောင်လှုပ်ချင်မှုနဲ့ပတ်သက်ပြီးတော့ချိုးထုံးအောင်ပြစ်ခတ်ပြစ်ဒဏ်ခတ်ရှင်းလိုက်တဲ့အတိုင်းပတ်သက်ပြီးတော့မနေ့က စစ်တပ်ကတရင်ထုတ်ပြန်တယ်။ဘန်းစီရမိတယ်ဆိုတော့ဓာတ်ပုံတွေကိုတွေ့ရတယ်။အဲ့ဒီမှာဘတ်ဒီဘိန်းပုံတွေလည်းပါတယ်။ဒီဘန်းစီရမိတဲ့လူတွေရဲ့ပုံတွေပါတယ်။အဲ့ဒီမှာအဆိုးရွားဆုံးကတော့ရှောင်းနေသမီးတယောက်အမှုတွေဖြစ်ပါလာနေတာကိုတွေ့ရတယ်။ရှောင်းနေသမီးကတနက်ဖြစ်တတ်ပါမှာဗျာ။ဒါကိုကျွန်တော်လိုက်ပြီးတော့လေ့လာကြည့်တဲ့အချိန်မှာအကွက်တွေကတော့လှတယ်ဗျ။ဒါပေမဲ့ပွေးကွက်ကြီးဖြစ်နေတာကိုတွေ့ရတယ်။အဲ့တော့ ျွန်တော်တို့ခင်ညွတ်လက်ထက်ကအကွက်တွေကိုကျွန်တော်တို့ကြံကြည့်အောင်ရခုမူလာကြီးဘုံပေါက်ပွဲတယ်ကံတော်ကြီးသောက်တဲ့ကြံမတ်တဲ့လက်ပစ်ပုံဖြစ်သွင်းခံရတယ်ဂျန်ရှိတ်တော်ဝင်စင်တာကုံတွေပိုဒါနာတပြိုင်နဲ့ပေါက်ပွဲတယ်အဲ့လိုပေါက်ပွဲမှုတွေနဲ့ပတ်သက်ပြီးစစ်တပ်ထောင်လိုင်းကြီးကချက်ချင်းဖမ်းဆီးခဲ့နိုင်တယ်အကွက်ပွဲကွက်ကြီးဒီရဲကလုပ်တဲ့သတင်းစာရှင်းလင်းပွဲကိုကျွန်တော်တို့ကြည့်ကြည့်တဲ့အခါကျတော့အမ်ဓာတ်ပုံတွေရအောင်ဆုံးချိတ်အဲဒီပေါ့ဆော့ပင်းနေရေးပေါ့ဗျာ ဓာတ်ပုံတွေနဲ့ပတ်သက်ကားတော့အမှုတွေနဲ့ဆက်ဆက်လာပါ냐ဒီဖြောင်းချက်တွေပါတွေပေါ့ဇလန်အစလေအဆုံးဇက်ဆုံးခင်းပြတာခင်ဗျားတို့မြင်မှုကြလိမ့်မယ်အဲ့တော့လူတွေကပြည်သူလူထုကဂျင်းနဲ့တညာကောင်းကောင်းသိနေပြီဆိုတော့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ကထောင်းနိုင်ကပြဿနာတစ်ခုဖြစ်တိုင်းဖြစ်တိုင်း၃ရက်လောက်ဆိုတရားခံတန်းပြီလေ ဘယ်ဟုတ်မလဲနောက်တော့မှပြန်လှိလာကြည့်တဲ့ခါကြမဟုတ်ထောင်ထဲမှာပြင့်မှုနဲ့ဒိမ့်ဒိမ့်လာတဲ့ကပိုင်းလိုက်တွေတခုချမိုးတွေကိုအုပ်စုခွဲလက်တိတ်ခတ်ဓာတ်ပုံတွေရိုက်ဇလန်းစင်ထိုးဆက်ခင်းရင်သိမ့်တုံရုပ်ရှင်ကရိုက်ပြတာပြို့ပြည်တွင်းကလူတွေယုံနာမယုံနာဘယ်ဟုတ်မဆိုင်ဘူးဒီကောင်လေးနိုင်ငံတကာကိုနိုင်ငံတကာကိုလိန်ညာဖို့အတွက်ဒီလူတွေလှုပ်ခဲတာနော်အဲ့တော့စစ်တော်အိမ်မှာအဖမ်းခံရတဲ့ကိစ္စ စင်ကြောကြီးမှာမတရားပါးကြီးခံရတဲ့လူတွေဆိုဒီတိုင်းပဲသူတို့တင်ထားတဲ့အတိုင်းတော်တော်များများထွက်ဆိုချက်ကိုမရမချင်းညနာကိုအဝိနဲ့နဲ့အုပ်ပြီးလက်သီးနဲ့အထုံးနမတုံနဲ့ရိုက်ဂျွေးနေပြုံနဲ့ပတ်လက်သေးကုန်ကိုချုပ်ဖတ်စစ်တဆိုးတဲ့နှိမ့်ဆက်မှုမျိုးစုံနဲ့နှိမ့်ချပြီးသူတို့ပြောတဲ့အတိုင်းသူတို့တင်နေတဲ့အတိုင်းပြောမှအရက်ရက်တယ်ဆိုတော့ကခံစားကြည့်ကြပါဦးဗျာ တန်လျရင်နဲ့ချက်ဆက်ယုံကိစ္စလေးထပ်ပြောခြင်းသေးတယ်။အဲ့ဒီဘုံပေါက်ကွယ်မှုဖြစ်တယ်။မင်္ဂလာတောင်ညွတ်ပြုတ်နေတဲ့လူငယ်တဦးဖန်ထဲလိုက်တယ်။နောက်တော့မှားနေတယ်။သူလုပ်တာမဟုတ်ဘူး။ဒီအကွက်တည်းကအိမ်ပြန်ရောက်တော့ကွယ်လွန်သွားခဲ့ရရှာတယ်။နာမည်တော့ကျွန်တော်မပြောတော့ဘူး။အဲ့တော့စစ်တပ်ကတော့မှစာတင်နေတဲ့ဘုံကျော်ဟော မင်းအောင်လိုင်းရဲ့အနီးကပ် viewer အကြံပေးလို့ပြောလို့ရတဲ့ကောင်ဟမ်ချိန်လိုက်ချိန်လိုက်တဲ့ရဲဘော်တွေကလွတ်မြောက်နေပြီလွတ်မြောက်ဒေတာတွေမှာနောက်ထပ် mission တွေအလီလီဆွဲဖို့တရားကုန်ရွှေ့လိုက်တုံးနဲ့ point fight တွေဝယ်ပြီးပြန်အောင်ဆင်းလာတော့မလားဟွဘေးနားမှာဖြစ်နိုင်ရင်ထိုင်ခေါ်ပြထားခြင်းနဲ့ဒါပေမဲ့စစ်တပ်ကတော့ဖမ်းမိတယ်ဆိုပြီးထုတ်ပြန်ပါတယ်အဲ့တော့ထုတ်ပြန်မှုနဲ့ပတ်သက်ပြီးကျွန်တော်တေချာလေးရှင်းပြမယ် နော် CCTV ကနေထုတ်ပြန်လိုက်တဲ့ဗတိဘိန်းကိုစပြောကြရအောင်ဗတိဘိန်းမှာဗတိသုံးလုံးတဲ့အဖြူရောင်စပိန်ပြတယ် CCTV မှာမြင်ရတာကဗတိနှလုံးတက်ထားတဲ့ငွေရောင်စပိန်နောက်ပြီးတော့ TV မှာသိစေရမယ်လေဆိုတဲ့တနက်ကိုထုတ်ပြတယ်။ကော်စီထဲတဲ့ခလေးဆိုတဲ့တနက်ဖြစ်နေတယ်။ ဒါပေမဲ့ချိုးတော့အောင်တန်ရာကတော့ကော်စီတန်ရာမဟုတ်ဘူးအသက်၆နှစ်ရွယ်ကလေးကိုမတရားဖမ်းဆီးတဲ့ကိစ္စလုံးဝမဖြစ်တဲ့ကိစ္စအဲ့တော့ခမားတို့စစ်တပ်ဟာ၆နှစ်ရွယ်ကလေးလေးပါဝင်ပတ်သက်နေပါတယ်ဆိုတော့ကော်စီတနတ်သုံးပြီးချိုးတော့အောင်ကိုပြစ်ခတ်ခဲ့တာလားယုတ်ပြီရှိသလားစစ်တပ်ကောင်တွေဒီဗီဒီယိုကိုကြည့်တယ်ဆိုရင်စာရပါရီဒီဗီဒီယိုကိုကြည့်တယ်ဆိုရင်မင်းအောင်လိုက်ကိုအိုက်တိုင်းပြန်ပြောလိုက်မင်းတို့ရိုက်ပြတဲ့တနတ်ကကော်စီတနတ်ကြီး ဗတိဘိန်းကဗတိနှလုံးတက်ငွေအောင်ဘိန်းအဖြူမဟုတ်ဘူးသုံးလုံးတက်မဟုတ်ဘူးအသက်6နှစ်ရဲ့ကလေးကိုဘလို့အမှုတွေတဲ့ထဲ့တာတော့ဝိနိမိတာကိုဆရာတော်ဘုရားကြီးတုန်းကလည်း PDF တွေပြည့်တယ်ဆိုပြီးစောက်ချက်မရှိ TV တွေကထားလိမ့်မယ်မြတ်ဝိညမတန်ကနောက်တော့ဘလောင်းဘလက်ဒရိုင်ဘာကထပ်ပြီးထွက်ဆိုတယ်နောက်တော့ကန်သုံးတင်ဆရာတော်ကပြောတော့စောက်ချက်တွေမြန်မြန်ကွဲကြသေးတယ်မလားစစ်တပ်မင်းတို့ကိုပြည်သူကဒဇက်မှမယုံဘူး လက်ရှိချိုတွန်းအောင်ဖန်ဆီးချိုချိုတွန်းအောင်ကိုပြစ်ခတ်လိုက်တဲ့ကိစ္စနဲ့ဖန်ဆီးခံရရတယ်ဆိုတော့လူတွေတယောက်မှမဟုတ်ပါဘူးမစ်ရှင်ကစားတဲ့ရဲဘော်တွေ complete ပါတယ်စစ်ထားပါတယ်အလုံးအစင်ပြေပါတယ်တပ်ပါရရပါပဲတည့်ရုံကျင်ကြပါတယ်နော်အဲ့တော့ဒီအချိန်နေတဲ့အတူကျွန်တော်အစတည်းကပြောခဲ့တယ်လို့ဘာလဲစီဝါရေးပိတ်ဆိုတာဒေါ်မမှုပဲဆိုတဲ့ကိစ္စ article 33 ျွန်တော်မနေ့ကလည်းပြောပါတယ်ထပ်ပြီးသတိပေးပါမယ်ငွေကြေးငွေစည်းတွေကြပါမယ်ငွေကြေးဖောက်ပွားပါမယ်စိတ်ရုံလုံးရုံတွေပိတ်ပါလိမ့်မယ်အလုံးလက်မဲ့တွေဖြစ်ပါလိမ့်မယ်တော်မီလောင်ရင်တောကြောင်တွေလာခပောက်ခတ်ပါလိမ့်မယ်လုံခြုံမှုတယောက်တွေစိုးမှုအင်တန်ရော်ရဲသွားပါလိမ့်မယ်အဲဒုက္ခတွေဝိုင်းလျက်ရှိသောနိုင်ငံကိုမြန်မာပြည်ခေါ်သည်လို့ပဲဆိုရမလားကျွန်တော်တို့စစ် ဆင်မျိုးဆက်အဆက်မပြတ်မှာချင်းဗမာပြည်ကတော့ဒီဒုက္ခတွေပင်လေဝင်နေကြရအောင်ပါပဲအဲ့တော့စစ်တပ်ကိုကြိုက်ပါတယ်ထောက်ခံပါတယ်စစ်တပ်ကိုဟိုဘယ်လိုကောက်မလဲအဲဒေသပါတယ်ကြီးညိုပါတယ်ဦးချပါတယ်ဘောမပါတယ်ဆိုတဲ့လူတွေများဆက်မနိုင်ပါတယ်မကြခင်မှာဗမာပြည်ကဆိုရင်အကြမ်းဖက်ရာဇဝတ်မှုတွေလုပ်နေတဲ့နိုင်ငံတွေတဲ့တံတန်းစားတဲ့လူတတ်မှတ်ခံရတဲ့ဗီဇာပိတ်သိမ်းမှုကိုလည်းအမေရိကန်ကစတင်လိုက်ပါပြီ ။နောက်ဆိုရင်မကြခင်မှာအိန္ဒိယပိတ်မယ်ဂျပန်မယ်ဗီဇာတွေပိတ်တာတွေအများကြီးဖြစ်လာဖို့မှာဗမာ passport အနေနဲ့ဆိုရင်မင်းတို့တကူချဖို့ပဲလို့တတ်မှတ်ခံရတဲ့နိုင်ငံအဖြစ်ကိုရောက်နေကြပြီကွာ။အခုလည်းမရောရစီလူဝတ်တော့ပြီးထဖမ်းပါလေ။ဖမ်းအမှဖမ်းတော့ဘီရီတွေ PC တွေ DGB တွေကားတွေမင်းတို့ဖမ်းရလို့လား။ဟမ်နောက်ပြီးတရင်တစ်ခုထပ်ပေးလိုက်အောင်မေ။ ။အေယဝီတိုင်းရဲတပ်ဖွဲ့ရကောင်နေတိုင်းယုံကရဲမှုချစ်ဆန်းအောင်မြားညီကိုလူရဲမှုအောင်နိုင်မှုလိုင်စင်ကမဲ့ကအယောင်းွယ်လုပ်နေတာ။ဖမ်းရတာ။ရဲမှုအောင်နိုင်ဆိုအင်းစိတ်မြူနေမှုဘွား။နော်။ဒီတော်လိုင်းအင်းသမားတွေကိုဆန္ဒပြတဲ့တော်လိုင်းအင်းသမားတွေကိုရိုက်နှက်လို့ရဲမှုရလို့တိုးပေးခဲ့ရပြီးအေယဝီတိုင်းကိုပြောင်းသွားတယ်။နောက်တော့လိုင်စင်မဲ့ကားရောင်းနေလို့လေကြားကြားဖြတ်လောက်ကစားလိုင်းကျင်းတွေကောက်တယ်တရားမှုဝင်လုပ်ငန်းတွေအားလုံးလုပ်တယ်ချမ်းသာကြွယ်ဝလာတ လူရဲမှုချစ်စမ်းမောင်းလိုင်စင်မဲ့ကားတွေအယောင်းဝင်ရခိုင်ပြည်နယ်ကိုပါကုန်စီတင်ဖို့ရောင်းချနေနော်အဲ့တော့ပိုင်ဆိုင်မှုတွေမနေဘူးအေအော်ဒီမှာလက်ဆောင်ထက်ဆိုအောင်နိုင်မှုနဲ့ချစ်စမ်းမောင်းရေနနာစစ်စီဒိတ်လူခင်မျိုးတို့ကိုကဲကြည့်ကြရတယ်လိုင်စင်မဲ့ကားတွေရောင်းဝင်လုပ်တယ်ဖမ်းရလာအွန်လိုင်းမိုးဆိုတဲ့ရဲမှုအွန်လိုင်းမိုးကရွှေစင်လာမင်းစီတိုင်းလင်းလင်းဆိုင်ကရောင်းဝယ်ရေးဆိုင်ပြီးပိုင် အဲ့လင်းလင်းရောင်းဝယ်ဆိုင်ကရောင်းဝယ်ကြီးဆိုင်မှာဝတ်တောက်တယ်ဖမ်းရလာနော်အဲ့တော့ခိုးရပါတခိုးပိနေလည်းရှိသေးတယ်ရန်ကုန်ကဆိုင်ကစီး40တော့လင်းလင်းအဲ့ဒီဆိုင်ကရောင်းဝယ်ရေးရဲမှုအောင်နိုင်မှုပိုင်နဲ့ဆိုင်ကဆိုင်မှာဂွင်းဆက်မိပြီးဖမ်းဆီးနိုင်တယ်တစည်းကို350ပေးပြီး100စီးကျော်ချေးပေးလိုက်ရတယ်သိလားအဲ့တော့နောက်တစ်ခုက night ယခဒုတိယရေမှုလှတောင်းလိုင်စင်မဲ့ကားရောင်းကိုလှုပ်နေတယ်မင်းတို့ဖမ်းရလားလှတောင်းရေမှုလှတောင်းနဲ့ပတ်သက်တဲ့ကားများကတော့တတရရပဲစီးနေတယ်ကိုကြီးညီလေးခံထားတယ်ပေါ့နေပြီးတော့နာယခထောက်ဖို့တက်ကတာဝန်ခံဒူရေမှုလှမင်းတောင်းကတော်ကြောက်ဆံမကူလိုက်လိုက်စင်မင်းကစီးရတာကွာဖမ်းရလာရောက်မင်းအောင်လာရေယုံတို့ကဆိုတော့မဖမ်းရကြဘူး ။နာယကထွက်ဖို့ရဲတပ်ဘက်ကတက်သားတော်လိုက်စင်မဲကစီးတာကွာ။ကဲ။လိုက်စင်မဲကတိတ်တော့သူတို့ဒီတနေရာမှာဖွက်ထားကြတော့မင်းအောင်လိုက်။မင်းဟာစိတ်တစားကြယောင်ချောက်ချားတယောက်။စစ်နိုင်မို့တော့မမြုံနိုင်ပါနဲ့။ဆိုတော့လက်ရှိသတင်းတွေကတော့ဒါတွေဖြစ်ပြီးနောက်ထပ် update သတင်းတစ်ခုအနေနဲ့ဒီကနေ့ MOD ကဖန်ဆီးလိုက်တဲ့တယံဇာတကိစ္စလေးကျွန်တော်ပြောပြချင်ပါသေးတယ်။ဒီနေ့ MOD ဟာတယံဇာတအထူးဖွဲ့ဆိုတဲ့အဖွဲ့တစ်ဖွဲ့ကိုဖန်ဆီးလိုက်ပါတယ်။ဖန်ဆီးမှုနဲ့ပတ်သက်ပြီးသတင်းတွေမှာလည်းအဲအားလုံးတချို့တွေတွေ့ပြီးသားဖြစ်ပါလိမ့်မယ်။ဗမောက်အထူးတယံဇာတတပ်ဖွဲ့တဲ့ဘသူကတာဝန်ပေးတာလဲ။တာဝန်ပေးတဲ့လူကဖမ်းရမှာဖြစ်ပါတယ်။စကိုင်းနဲ့ဗမောက်မြို့နယ်ပြည်တော်စုအထူးတယံဇာတအဖွဲ့ဟာ ကလင်ကြီးကြပြီးခိုးနေတယ်အမိုဒီကဆင်းဖန်းနေလို့ပြောတယ်လက်နက်တွေဝယ်ယူစုဆောင်ထားတယ်တစင်ထောင်ကျင်လို့ပြောတယ်တစင်မထောင်မဲ့ပေါင်းစားနေဖမ်းမှာမဟုတ်ဘူးနော်ကျန်နေဖမ်းရမယ်ပကပပါလာပါပအဖာစည်ရင်းနေအဓိကတော့ပကပစည်ရင်းနေကျွန်တော်ခင်ဗျားတို့ပြောအောင်မယ်စင်ဖန်းတဲ့ MOD အဖွဲ့ ဲ့တော့တရားဝင်ရှေလုတ်ကတ်တွေရှိတယ်ငွေတွေလွဲသုံးသွားလို့တယ်ခိုးတယ်ဖားချတယ်အရက်တောက်တယ်တယံဇာတဝင်ကြီးဆိုတဲ့လူဘာသာမှအခုထိမထွက်ပါလားနော်အဲ့ဒီတယံဇာတဝင်ကြီးကိုဘသူတာဝန်ခံပြီးအဲ့ဝင်ကြီးထံမှာဖွဲ့ပေးတာလေတာဝန်မရှိကြဘူးလားနော်အဲ့တော့ဗမောက်အထူးဖွဲ့ကားတဲ့တပ်ပါတီထောင်ပြီးအာနာဖီဆန်တဲ့ပုံစံအဲအာနာမဖီဆန်ရင်မဖမ်းပါဘူးအာနာဖီဆန်လို့ဖမ်းတယ် အဲ့တော့အာနာဆိုတာဘာလဲဆိုတဲ့ကိစ္စတွေအများကြီးကျွန်တော်တို့စကားပြောကြအောင်ပါဖြစ်ပါတယ်နောက်တစ်လက်ပတ်သက်ပြီးလက်ရှိမြေပြင်အခြေအနေတွေကိုတစ်ခိုးထုတ်တာတွေဝါတာဂိတ်ကောက်တာတွေစနစ်လမှာတပေသုံးပေတဂိတ်ဖြစ်နေတာတွေဒီလိုလိုဘောချိန်ချောက်ဟိန်းဟောက်နေတာတွေဒါတွေကို ပေးပို့ကြပါဖွင့်ထုတ်ကြပါပေါ်ထုတ်ကြပါအင်းတော့ကတာထီးကြိုက် เนาะအဲ့တော့ဒါတွေကိုတအန်ယူဂျီကထိမ့်သိမ်းထားတဲ့မြို့မယ်တွေအဲ့တော့ဗမောက်မှာတရားစတာစီမံခန့်ဝိုင်းနဲ့ပတ်သက်ပြီးအန်ယူဂျီအစိုးရတရားစတာနဲ့တဘောပတ်ဝန်းကျင်ထိမ့်သိမ်းမှုကြီးဌာနကဆက်လက်ဆောင်ပြနေတယ်ဥအားကာလို့သိရတဲ့အထူးအဖွဲ့ဖန်စီတာကြောင့်အတီးပြုတ်တယ်လို့ကြားသိရပါတယ်အဲ့တော့ရွှေလူးနေကလက်ဆံလေးကျွန်တော်တို့ပါလေအလောင်းတော်ကတ္တဝဂျိုးဝိုင်းတွေကတစ်တွေ့ ဆိုင်ရင်ကိုနာနာဖုတ်နေတာကိုဖောင်းထုတယ်လို့ထင်ရင်လည်းထင်နိုင်ပါလေလောက်ကင်ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးကတောင်းကနင်းနဲ့ဖေဖိုဖျဲဖြစ်နေတဲ့အခြေအနေကိုမရက်မတန့်နိုင်ခြင်းအထွေထွေထိုးစစ်ဆိုတဲ့ဇာတ်ကားကိုပါဇက်ကပြောဖို့မသိပါပြည်သူကိုနောက်ထပ်နောက်ထပ်မျှော်လင့်ချက်အများကြီးမပေးပါနဲ့တကယ်စစ်စင်ခြင်းချင်းတကယ်စစ်တပ်ဖွဲ့ကြည်စစ်တပ်နဲ့တူအောင်ပွဲရပါမယ်အခုဒီအမရိယဝတိုင်းတပ်ဖွဲ့တွေအားလုံးအလူခံပြီးစစ်တိုက်နေရတော့ အလူကံပြီးတမင်းစာနေရတော့ဒီနေ့ဖန်တဲ့ထဲမှာတိမ်တောင်းကြည့်ပါတယ်ရွှေအတုံးလိုက်ပြီးပါတယ်ဒီလိုပတ်စံတွေဟာတကယ်စစ်မြေပြင်စစ်တိုက်နေတဲ့တန်ရင်တပ်ဖွဲ့တွေစီဘာလို့မလျှောက်တာပါဘယ်နေရာဒီမှာလက်ဟာနေတယ်ဘသူတွေကိုကြိုးရှာနေတယ်ဒီတော်လည်းကြီးခေါင်းစဉ်အောင်မှာဗန်းပြပြီးဘဲကောင်းပြီးတထေးဖြစ်နေတယ်ဒါဆိုရင်တော့တခိုးတွေပါပဲလို့ပြောရင်ဒီညတော့ဒီကပါပဲအားလုံးကိုကျေးဇူးတင်ပါ